ဒီနေ့2021အာနာတိတ်လိုက်မှုကလေမကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့အသက်တည်သေးရတယ်။ကောင်းတဲ့ဘက်မှာကြည့်မယ်ဆိုရင်တော့မျက်နှာဖုံးလေးကွာသွားတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တော်လန်ပြည်သူဘက်မှာလေဒီတော်လန်ဘက်အချမ်းမှာဒီမိုကရေစီဘက်အချမ်းမှာပါဗျာ။ဟို88လို့စတဲ့ဖြစ်ဒီဒီမိုကရေစီအင်အားစုတွေထဲမှာလေအတူရောဒီမိုကရေစီမျက်နှာဖုံးလေးကွာချတဲ့သူကွာကြဝါသလိုစစ်တပ်ကိုချစ်ပါတယ်တမ္မတော်ကိုထောက်ခံပါတယ်ဆိုတဲ့ဒီအများစုတမဟုတ်ထားတဲ့ဘောမတွေဘက်အချမ်းမှာလေ တကယ်တမတော်ကိုအမှန်ကန်ချစ်တဲ့သူတွေ ਨੇ ကိုကိုဂျိုးအတွက်စစ်ကောင်းဆောင်တွေကိုဘောလိုက်မှတဲ့အောက်တန်းစားတွေညနေဖို့ပွားကြပါတယ်နော်တကယ်လားအခုတော့မှဒီတဲမှာအခုနောက်ပိုင်းကိုမောင်မောင်တို့ကိုမောင်ဆိုးတို့ဒီစစ်တက်ကစစ်စစ်ဒီညမှာကျွန်တော်တခုပြန်ပြပြောချင်ပါတယ်စစ်တက်လို့ကျွန်တော်တို့ပြောရတာကဒီစစ်တက်တခုလုံးကိုထိမ့်သိမ်းမောင်းနေနေတဲ့ဒီစစ်ကောင်းဆောင်တွေကိုပြောတာအောက်ခြေအဆင့်တွေဆိုတာသူတို့တင်ဆိုတင်ရှင်ဆိုရှင်ပဲဘာမှပြောပိုင်မရှိတာမဟုတ်ဘူးဒီကောင်တွေရဲ့လောက်ရက်ကိုမကြိုက်တဲ့စစ်သားတွေအများကြီး ဒါပေမဲ့တော့ပြောလို့မရဘူးပြောရတာနဲ့နောက်ဆုံးအသက်တောင်ရန်ချခံမှာအဲ့တော့ဆိုတော့မှမမမှန်ပြောဝင်မရှိတဲ့စစ်သားတွေကျွန်တော်တို့ကစစ်တပ်လို့သွားပြီးပြောလို့မရဘူးကျွန်တော်တို့ပြောနေတဲ့စစ်တပ်ဆိုတာကအခုဒီအဲ့ဒီဒီလူပိုင်းတက်မတော်ကိုသူတို့မောင်ပိုင်းစီးပြီးတော့လှုပ်ချင်တိုင်းလှုပ်တဲ့စစ်ကောင်းဆောင်တွေကိုအခုနောက်ပိုင်းမှာဒီကောင်တွေရဲ့စောက်တဲ့လှုပ်ရက်ကိုထွက်ပြောလာတဲ့ဘောမတွေအများကြီးရှိလာပါတယ်အဲ့ဒီထဲမှာကိုမောင်မောင်ကထိတ်ဆုံးသွားပါတော့เนาะဒါမောင်မောင်ဆိုရင်ဒီနေ့ထိတဲ့တူဟာစစ်တပ်ကိုချစ်တဲ့တူပဲတော်လိုင်းဘက်ကိုလုံးဝပူပေါင်းတာမဟုတ်ဘူး ဒါပေမဲ့လို့သူ့ကိုအဲ့ဒီဘောမတွေဆဲတာကိုသူခံတယ်။နော်နောက်တူအခုဒီမှာထပ်တွေ့တယ်ဒါကတော့ချိုကြီးလို့ခေါ်တယ်။ဒါသူ့ကိုအစကျွန်တော်မသိပါဘူးနော်အခုနောက်ပိုင်းဝေဖန်လာမှသူပြန်ပြောလာမှသူ့ဗီဒီယိုဖိုင်တွေပြန်တင်လာကြတော့ကျွန်တော်တွေ့တာ။အဲ့တော့အဲ့ဒီဒါစစ်တပ်ကိုထောက်ခံခဲ့တဲ့ဘောမပေါ့ဗျခက်ရဲစကန်လို့နိုင်ရရင်ဟုတ်တယ်မလား။ဒါပေမဲ့ဒီလိုလူမျိုးတွေကိုကြတော့ကျွန်တော်တို့ကလေခုနကလိုဝင်းရံပေးလိုက်တယ်ကျွန်တော်မြန်ပြောသူဘောမတာဒါမျိုးမှဆန်းပါ ဒါမျိုးမှရင်ဘယ်သူမှအတိုက်ခံရန်သူလို့လုံးမနေဘူးเนาะအခုဒီမှာကြည့်ွားလိုက်เนาะစံဖို့ကခေါင်းဆောင်တွေကိုချိုကြီးဗာပြောတာဆိုတော့နောက်ထောက်ကြည့်ွားအဲ့လိုလူမျိုးကဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့တော့ဒီကတနာတွေပြိပကတွေဟာအောင်ဆန်းစုကြည်ရှိနေလို့ဖြစ်နေတာပါဆိုတဲ့ဟာမျိုးကိုနှလုံးပိုက်ပြီးတော့ NLD ပါတီကြီးကမရှိတော့ပါဘူးလို့ပြောနေတာဒီဆိုတာတွေဟာ ဘလုံးနီးထဲမှာဒီကြံ့ခိုင်ပါတီဥက္ကရာဥက္ကင်ပြောတယ်ကျွန်တော်တို့ကတိုင်းပြည်ကိုအုပ်ချုပ်ဖို့အစဉ်သေးဖြစ်နေပါပြီနော်ဒီနေ့ဖြစ်နေတဲ့နိုင်ငံရဲ့ပဋိပက္ခတွေကိုဟလာအရှုံးရှင်းတွေကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့စီမံချက်တွေရှိနေပါပြီဒါလည်းနာကဲဒဲဆော်ပြီနော်သူပြောတာမှားလားမှားလားကျန်းဖို့ပါတီကအခုဘူးလက်ဆိုတဲ့ကျင်းဦးငွားနေတာအာပေါက်ပန်း40တွေပြောပြီးတော့နော်လက်ရှိကျန်းဖို့ခေါင်းဆောင်တွေဘိုင်းတွေကိုကြည့်လိုက်မယ်ဆိုရင်ဥက္ကဋ္ဌခင် နော်နောက်တော့ခေါင်းဆောင်တွေမင်းကြီးမောင်မြင့်တို့ဘူးလက်တို့ဟမ်ကြည့်လိုက်တသက်လုံးကလိန်ကချစ်ဒီတိုင်းပြည်မှာဒီစဘိုဘိုချုပ်လုတ်ပြီးတော့ဒီအခုနောက်ပိုင်းကြက်ဖို့ခေါင်းဆောင်လုပ်လို့ရှိနေလာခဲ့တဲ့တူအဲ့ဆိုကျွန်တော်မေးမယ်တကယ်ကြက်ဖို့ပါတီဟာနော်တီတူကိုကိုစားပြုတ်တဲ့ပြည်သူ့ဘက်အချမ်းကပါတီတစ်ခုဖြစ်တယ်ဆိုရင်ကြမ်းဖို့ပါတီဝင်တဲ့ကအရက်သားတွေကိုခေါင်းဆောင်နေရာတွေပေးလိုက်တယ်။ဒါမှမျက်နှာမှာဟုတ်တယ်နော် ပေးရလားပေးထားလားပေးရလားအဲ့ဒါလေးပဲကြည့်ဒါကျွန်တော်မျက်မျက်တတ်တပြောပြတာနော်နော်ဟုတ်လားရှင်းရှင်းလေးပါတီတခုဆိုတော့ပါတယ်အရက်သားတွေကိုစားပြုတာဟုတ်ပါတယ်နော်ပါတီထောင်းတယ်ဆိုတာပြည်သူတွေကိုစားတိုင်းပြည်အတွက်ဥဆောင်နိုင်မဲ့ခေါင်းဆောင်ခေါင်းတွေထွက်ပေါ်လာအောင်အတင်းအဖွဲအစုအဖွဲ့နဲ့အလုံးလုံးဖို့အတွက်ပါတီတွေထောင်းရတာဟုတ်တယ်နော်အဓိကတော့သူ့ရဲ့ main duty ပြည်သူကိုကိုစားပြုတာအဲ့တော့ပြည်သူကိုကိုစားပြုတဲ့အမှန်အကန်ဖြစ်ပါတယ်လို့ကို ပါတီကိုကိုနော်လက်ခံနိုင်တယ်ဆိုရင်ကျွန်တော်ပြောသူစစ်တပ်ကဘောင်းမီချွတ်လာတဲ့စစ်ဘုံချုပ်တွေပဲနေရာယူထားတဲ့ဖြစ်တယ်လားမဖြစ်တယ်ဘူးလားနော်တပ်ဖို့ပါတီခီဩဂရခီရဆာတိုင်းမြို့နယ်အဆင့်ထိအဓိကကြတဲ့နေရာတွေကြီးလိုက်ပါစစ်တပ်ကဘောင်းမီချွတ်ပြီးထွက်လာတဲ့ကောင်တွေကြီးပဲအခုမင်းအောင်နိုင်ထပ်ပြီးတော့ချွတ်ပြီးထပ်ပေးသေးတယ်အဲ့ဒါကိုပြည်သူလက်မခံဘူးမယုံလို့ရှိရင်တပ်ဖို့ NLD ကို fight ရှင်တယ်မလားနိုင်ရှင်တယ်မလား ျွန်တော်ပြောတော့တခွန်းပဲလုပ်လိုက်ပါနော်တောက်ခိုင်ဖွင့်ဖြိုးရေးလက်ရှိပါတီတွေရပဲနော်အောက်ခြေအဆင့်ကနေဒီကျန်းဖို့ပါတီပေါ်တစ္ဆာရှိစွာနဲ့တက်လာတဲ့မှန်မှန်ကန်ကန်ပေါ်ဖြစ်ဖို့တော့လိုတာပေါ့ဗျာကိုတင်ကပြောသလိုဟိုအဘဘောမနဲ့စစ်တပ်ဘောမလို့စစ်တပ်ဘောမနဲ့ဖြစ်ဖို့လိုတာပေါ့နော်ဒီကိုချိုကြီးတို့လိုမျိုးကိုမမောင်တို့လိုမျိုးဘောမဒါပေမဲ့တို့ဘောမသာဒီစစ်တပ်မျက်နှာတစ်ခုတည်းကြည့်ပြီးတော့မှန်ကန်တဲ့ခေါင်းဘောမတွေပေါ့အဲ့လိုဘောမတွေအရက်သားတွေကရွေးပြီးတော့ကျန်းဖို့ပါတီရဲ့ ခေါင်းဆောင်ဘိုင်းတွေနေရာမှာပေးလိုက်ပါအန်အန်ဒီဟာချက်ချင်းမကြိုက်ကြိုက်တယ်လို့ပြောကြိုက်တယ်လို့ပြောရှင်းရှင်းလေးအခုဟာကကြမ်းဖို့ကိုပြည်သူဘာကြောင့်လက်မခံတာလဲတိတာတစ်ခါလာလဲဒီရုပ်တွေနှစ်ခါလာလဲဒီရုပ်တွေဒီလူတွေရဲ့အူထဲမှာဘိုက်ထဲမှာဥပနာကိုရှိလဲဆိုတာကိုပြည်သူကကောင်းကောင်းသိနေပြီလေဘူးလက်လို့ကောင်းပြောကြက်မပြေတင်းမပြေတွတ်လူစစ်ဖို့ချိုးဖြစ်သွားလို့လားခေါင်းဆောင်ပိုင်းနေရာရောက်ပြီးတော့အခုကြက်မပတ်တီတဲ့ဝင်ဖြစ်နေတာနော် တိုင်းပြည်တစ်ခုရဲ့ခေါင်းဆောင်အင်ကာရက်နဲ့ညီတဲ့ဟာတွေမဟုတ်ဘူးရှင်းရှင်းပြောရရင်တော့နော်တပည့်ကဘာကြောင့်ကျွန်တော်အဲ့စကားကိုပြောတယ်ကျွန်တော်တို့အခုတော်နယ်ရေးမှဆိုရင်အထောက်ပို့လုပ်တယ်ချို့လို့ဆိုလေးစားပြောတယ်ဘလောက်ပဲကိုယ်ထောက်ခံတဲ့လူရှိရှိလေးစားဆိုကျွန်တော်တို့ဒီတိုင်းပြည်ကိုဥဆောင်နိုင်တဲ့ခေါင်းဆောင်တွေမဟုတ်ဘူးလို့ကိုယ့်ကိုခံယူထားတယ်အဲ့တော့ကိုတို့လူမျိုးတောင်မှဒီလူတွေဒီဒီလိုလူတွေပါဆိုတာကိုတိနေလို့ရှိရင်ဒီလူတွေရဲ့အရေးရှိအစစ်အမှန်ကြီးလိုက်ပါတချင်းနေတယ်เนาะ အတူလို့ပြောရင်တော့ကျွန်တော်ပြောရပါငါနဲ့တမထလို့ဟာမပြောရဘူးဒါပေမဲ့ကိုအစိတ်ကိုတီးရတယ်။တိုင်းပြည်တစ်ခုကိုဥဆောင်မဲ့ခေါင်းဆောင်အဲ့ဘောကိုရက်ွက်ကိုကြည်ကိုနိုင်ငံကိုငုံကြည့်နေဆိုရင်တော့ငါတထောင်စားလဲခေါင်းဆောင်တက်လို့ရရမှာပါဟုတ်တယ်နော်။ International နဲ့ကျွန်တော်နှိုင်းရှင်ကြည့်ရမှာနိုင်ငံတစ်ခုဆိုတာကိုတနိုင်ငံနဲ့ကြည့်လို့မရဘူး။သူများနိုင်ငံခေါင်းဆောင်တွေနဲ့ကိုနိုင်ငံခေါင်းဆောင်တွေနဲ့ပါတီခေါင်းဆောင်ဆိုတဲ့ပါတီသူများနိုင်ငံမှာရှိတဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အရေးချင်းစကားပြောစွမ်းရည်နော်အကျင့်စာရိတ္တ စသဖြင့်အကုန်လုံးနှိုင်းရှင်ကြည့်ပါဒီလူတွေဟာတိုင်းပြည်ကိုဥဆောင်လို့ရတဲ့ကောင်လူတွေမဟုတ်ဘူးအဲ့တော့ NND ကိုမနိုင်ဘူးမနိုင်ဘူးဆိုတော့ NND ကိုမနိုင်ရင်သူတို့စစ်ဘိုလ်ချုပ်တွေကပို့ပြီးတော့အညှိုးအတေးထားနေဒီမိုကရေစီဘက်တော်သားတွေအဲ့ရှင်းရှင်းလေးပဲခင်ဗျားတို့ NND ကိုနိုင်ကျင်လို့ရှိရင်ခင်ဗျားတို့ပါတီထဲမှာအရက်သားပြည်သူတွေကိုနေရာပေးလိုက်နော်အရင်အမပြည်သူဆိုတာတော်လိုင်းဘက်ကလူပြောတာမဟုတ်ဘူးနော်အချို့တိငပိတ်ကြီးကဟိုတာဆန်တည်းကဝင်ပြေအောင်မယ်အရင်အမပြည်သူဆိုတာမင်းတို့ NND တဲကပဲတာမန်ပြည်သူတွေ ရှင်းချင်းပြောရပြပြည်သူလက်ခံမဲ့လူမျိုးတွေပေါ့နော်ဒါရှင်းချင်းပြောတာဟုတ်တယ်နော်အဲ့လိုလူမျိုးတွေကိုအခုတော့ကျွန်တော်ပြောမယ်ကျော်စိုးဦးတို့လူမျိုးနဲ့ကိုမောင်မောင်တို့လူမျိုးဘောမချင်းအတူတူဘယ်သူကိုမင်းတို့စစ်သက်ထောက်ခံတဲ့အတိုင်းဝင်းကပိုလေးစားပြီးဘသူကိုလက်ခံတယ်ရှင်းချင်းလေးလားအဲ့လိုမျိုးအယက်သားပြည်သူတွေကိုနေရာပေးလိုက်ကြံ့ဖို့ပါတယ်အန္တရာမကြိုက်ကြိုက်တယ်လို့ပြောခင်ဗျားတို့နောက်ဆုံးအဆင့် level အဆင့်တော့ fight လို့ရအောင်အခုဟာကပါတယ် ့0ရောက်မကွဲတဲ့ဟိုတော်မျိုးမင်းပြောတဲ့0 0ဆိုတာအဲ့ဒါတကက်0ပဲအဲ့ဒါကိုဘူးလကနားနေသေးတယ်ဟမ်ဘူးလကနားပြီးတော့ဗာတယ်သူတို့ကြက်ဖို့တိတက်ခံဒီလာနဲ့နေရောင်တွားပြီးတော့ဓမ္မကြည့်လိုက်ပါ0ဆိုရင်ဒီလူတွေတက်ခံထိနားတယ်ဟာ0မို့လို့တက်ခံထိတယ်လားဟမ်အယေရှင်တက်ခံထိတဲ့လူမှန်များအယေရှင်ရှိတယ်ပေါ့အဲ့လိုလားဒါပေမဲ့တခုတော့ကောင်းတယ်အဲ့ဒီနာမည်တွေအဲ့လိုမျိုးသူတို့ပြည့်စုံပေးထားတာကောင်းတယ်ဘာလို့ဆိုတော့နောက်တစ်ချိန်တမိုင်းမှာ နော်ဆက်တင်နွေဦးတော်လန်ရေးမှာတီပြည့်တဲ့မှာပါတဲ့ထဲမှာဒါတွေဆိုတော့ပြတ်လို့ရတယ်နော်အဲ့တော့တက်ခံထိတိုင်းအရေးရှိရှိလို့မဟုတ်ဘူးနော်အဲ့ဒါလေးကိုတိဖို့လို့အဲ့တော့တက်ခံထိတိုင်းအရေးရှိရှိတာမဟုတ်ဘူးဆိုတော့အတိတောင်မတိနိုင်တဲ့သူကခေါင်းဆောင်ပိုင်းနေနေရာရောက်နေတော့သူတို့ပြောတာမဲသေးတယ်ဟုတ်တယ်မလားရှင်းရှင်းလေးပဲချက်ပုတ်ပါတီမှာအခုကြည့်ပါတီထိုင်မင်းခေါင်းဆောင်တွေကစပြီးတော့တိုင်းခရိုင်အစ်စင်တွေထိခေါင်းဆောင်တွေဟာဘယ်ရလာတယ်စစ်ဘုထုတ်တွေစစ်တပ်ကလာတဲ့ကောင်ကြီးပဲအဲ့မြန်မာပြည်သူကလက်မခံနိုင်တဲ့အရာကအဲ့ဒီစစ်တပ်ကကောင်မှန်တယ်မဟုတ်လက်မခံတာအဲ့ဒါအဖြစ် เนาะအဲ့ဒါကိုကြံ့ဖို့ပါတီဝင်တွေအနေနဲ့ကောင်းကောင်းတီးဖို့လို့လို့ဒါပေမဲ့တင်ပြဝင်တာမရှိပါဘူးအပေါ်လှုပ်ချင်လှုပ်ရဟာကြီးဒီလိုလူတို့တွေခင်ဗျားတို့ကိုခီးလိမ့်နေတာဗျာ။ဒေါ်လာစုကြည့်ကမှရေတော့ပွဲတော့မဝင်ရဘူး။ဖမ်းပြီးတော့အင်ဂျယ်ကျုပ်ထားလာလိုက်တယ်။ဟုတ်လား။အာလွတ်တာလွတ်တဲ့ရက်ကနည်းနည်းအင်ဂျယ်ကျုပ်ထားတဲ့ရက်ကများများ။အဲ့တော့ဒီရေတော့ပွဲပြီးလို့ NLD ပါတီကနိုင်တဲ့အခါကျတော့လေ တော်သားစုကြည်ကိုအင်ကျဲချုပ်ထားရုံနဲ့မဟုတ်ဘူးပါတီရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဦးတင်ဦးဟုတ်လားအခြားပါတီရဲ့ထိပ်တန်းအခေါင်းဆောင်တွေဖောင်းသွင်းချင်းချတယ်ဟုတ်လားဤမျိုးစုံနဲ့အမျိုးမျိုးနှိပ်စက်ညှင်းပန်းတယ်အဲ့ဒီအတွက်ကြောင့်မလို့တိုင်းပြည်မှာရှားပါတဲ့ခေါင်းဆောင်တွေတော်တော်များများထောင်ထဲမှာတည်ုံကြရတယ်မဟုတ်ဘူးလားလူငယ်တွေတော်တော်များများထောင်ထဲမှာတည်ုံကြရတယ်မဟုတ်ဘူးသူပြောတာမှားလားမှားလားခေါင်းစဉ်တွေရှားမတတ်နဲ့ ခေါင်းစဉ်တွေရှောက်မတတ်နဲ့အရှင်းချင်းလေးပဲခေါင်းစဉ်တွေအောက်မှာသူတို့မလို့လဲသူမှန်မြောက်သူတို့တက်ချင်တဲ့ခေါင်းစဉ်တွေအောက်မှာမျိုးစုံတက်ပြီးထောင်နေထဲတာအဓိကကပါလေဒီနိုင်ငံရဲ့ခေါင်းဆောင်ဘိုင်းတွေပါတဲ့ဟာကိုသူတို့နဲ့ဘက်ချင်းမတူတဲ့လူမြောက်ထောင်နေထဲဖြစ်တာအခုကိုချိုးကြီးပြောတာမှားလားဒါမျိုးဘောမှစမ်းပါခင်ဗျားတို့စစ်တပ်ကိုချစ်တယ်ဆိုတာဒါမျိုးဘောမှအဲ့ဒါမျိုးချစ်အဲ့ဒါမှစစ်တပ်ကိုတကယ်ချစ်တာဘာဖြစ်လို့လဲ ဒီလူတွေဒီစစ်တပ်မျက်နှာတစ်ခုပဲကြည့်ပြီးတော့တတ်မတော်ဆိုတဲ့အရာကိုချစ်တာစစ်ကောင်းဆောင်တွေအလိုကြဘောလိုက်မှကြတာမဟုတ်ဘူးနော်ဒါမျိုးဘောမတွေကစက်ဖို့ပါတီမှာခေါင်းဆောင်ဥဆောင်ကြီးတနော်ပြောသလိုပြ NLD ထောက်ခံမှုလူလူအားမလျော့ကြိုက်တယ်လို့ပြောအဲ့တော့ဘာဖြစ်လာမလဲတစ်ဖက်မှာရှင်ပြန်ရမယ့်အရေးရှိရှိတဲ့လူတွေပေါ်လာရင်ဒီဘက် NLD ရော NLD တဲမှာလည်းခုနစ်ကပြောသလိုဟာငါတို့စူးစမ်းမှရအောင်မယ်ဆိုတဲ့စိတ်နဲ့တီတူအပေါ်ကိုကောင်းတဲ့ကောင်းအောင်စူးစမ်းလာ အဲ့ဒါမှရှင်ပြိုင်မှာအဲ့ဒါတိုင်းပြည်အတွက်အကောင်းဆုံးရှင်ပြိုင်နည်းအခုဟာကတိုင်းပြည်အတွက်ရှင်ပြိုင်တာမဟုတ်အတ္တတွေနဲ့ငါဒီကောင်တွေငါ့ရှင်ပြိုင်တော့မှကိုဖန့်ကထောင်နေတဲ့အဲဒီကောင်တွေအာနိုင်ငံတော်ပုံကန်တာလို့အပြည်ဖြစ်တော့ဗျမ်းပဒါတွေနဲ့လျှောက်ပြီးတော့အဲ့ဒါတိုင်းပြည်ခေါင်းဆောင်တွေမဟုတ်ဘူးဒါတိုင်းပြည်ဥဆောင်မဲ့လူတွေရဲ့အတွေးခေါ်မဟုတ်ဘူးဒါအတိုင်းပြည်ကိုချနှင်းချက်စည်းပြိမဲ့ငပိအတွေးခေါ်တွေပိတ်ပိနေတဲ့အတွေးခေါ်တွေနဲ့အတ္တတွေလုံနေတာဒါနိုင်ငံရေးလုံတာမဟုတ်ဘူး နော်မြန်မာပြည်မှာကနိုင်ငံရေးဆိုတာညစ်ပုတ်ကတ်ကျဲလုံးမှနိုင်ငံရေးထင်တာတဲ့နောက်တစ်ခုရှိတာနော်နောက်တစ်ခုကကျွန်တော်ဒီစကားကိုတုံရင်နောက်ထပ်ပြောပါမယ်အဲ့ဒါကနှစ်ဖက်အတိုင်းဝိုင်းလုံးမှရှိတဲ့အကျင့်စရိုက်ဘာလဲဆိုတော့ senior junior အကျင့်စရိုက်တော်လန်ဘက်ထဲမှာလည်းရှိတယ်မင်းတို့ကနိုင်ငံရေးကိုမနစ်တနေရမှလုပ်တာလို့အဲငါတို့ကဘယ်အချိန်တည်းကလုပ်တာငါတို့ကဘယ်ကဏ္ဍတွေကပါဝင်လာတာလို့ဟုတ်ပါတယ်နိုင်ငံရေးကိုအရှိကဏ္ဍတွေကပါဝင်လာလို့လေးစားတယ် ဒါပေမဲ့အရင်ချင်းတန်ဖိုးကြတော့နိုင်ငံရေးကိုရေချေလောက်လာတဲ့လူနဲ့ဒီနေ့မှလောက်တဲ့လူရေချေလောက်လာတဲ့လူကတန်ဖိုးရှိတယ်လို့မတရားဝင်တတ်မှတ်လို့ရတာနော်အဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒီအချင်းဆက်ရိုက်တွေကိုကျွန်တော်ပြင်မှတ်ရမယ်စီနီယာဂျူနီယာမဟုတ်ဘူးတန်ဖိုးနဲ့အတုံးဝင်မှုကအဓိကဒီနေ့မှလောက်ဝင်မဲ့တသက်လုံးနေလာတဲ့ကောင်အခုဟိုငါးမင်းဆွေလိုဟာမျိုးနော်ငါးမင်းဆွေကဒါတူတူလက်တက်တက်လုံးလောက်လာမဲ့နိုင်ငံကြီးဘာတန်ဖိုးရှိတယ် အဲအဲ့လိုမျိုးပဲဒါဥပမာတစ်ခုကျွန်တော်ပြောပြတာဟုတ်တယ်မလားဒါပေမဲ့ငါငါမိစုတို့ဟာမျိုးလောက်တလုံးလုံးထိုက်တယ်သူထောင်နဲ့ဖမ်းထည့်လိုက်တယ်အဲ့တော့ကျွန်တော်တို့တွေအဲ့ဒီအချင်းစရိုက်ကိုပြင်ရမယ်လူငယ်တွေကိုနေရာပေးနိုင်ရမယ်ဟာဒီနေ့မှဒီကောင်ကနိုင်ငံရေးလုပ်မယ်သူ့အလုပ်ရက်ကထိရောက်တယ်တူဒီမှန်ကန်တယ်တူဒီအလားလာရှိတယ်လာကွာညီငါငါညီငါညီရငါတွေလာလာဥစားလာလာအကိုတို့ဘေးကနေဝင်းရံပေးမယ်အဲ့ဒီစိတ်ထားနိုင်ရမယ်ကျွန်တော်တို့တွေဘာဖြစ်လို့လဲကျွန်တော်တို့လောက်တာဒီနိုင်ငံအတွက်အဲ့ဘောတစ်ခုရှိတာပေါ့နိုင်ငံအတွက်မဟုတ်တဲ့ကောင်တွေကနိုင်ငံရေးអော်လို့ရှိရင်တော့ ဘယ်ပေးမလဲသူတို့မျိုးอ่ะဒါရှင်းနေတယ်အဲ့ဒါအဲ့ဒါရိုးရှင်းတယ်နော်အခုကျွန်တော်တို့ထောက်ဖို့လုပ်တယ်နိုင်ငံရေးဆိုင်လဲဝင်စားဖို့ဒါပေမဲ့ကျွန်တော်တို့လောက်တာဒီနိုင်ငံအရေးအတွက်လာမလားဥဆောင်နိုင်မလားကြိုက်တဲ့လူလားဥဆောင်ဘေးကနေဖနှက်ကင်ဆိုကင်ပေးမယ်ထီးဆောင်ဆိုဆောင်ပေးမယ်ဒီဟာအောင်မြင်ပြီပြီးတော့ဒါဒါကျွန်တော်တို့ခံယူချက်ပဲအဲ့တော့နိုင်ငံရေးမှာပါဝင်တဲ့လူတိုင်းအဲ့ဒီခံယူချက်ခံယူနိုင်မှနိုင်ငံရေးဓမ္မဖြစ်မှာအဲ့လိုမဟုတ်ဘဲနဲ့ညစ်ပုတ်ကတ်ကြဲလေးရှောက်လို့ နော်ကလိန်ကချစ်တွေရှောင်းလို့နေရတူနေရရငါမနာလို့တူနေရငါယူငါနေရတူများယူမှာစိုးစိုးအဲ့ဒါနိုင်ငံရေးပေါ့လကားအော်ဒန်းစားတွေရဲကောက်ဝဲဒီပြီးလို့ NLD ပါတီကနိုင်တဲ့အခါကျတော့ဘာနိုင်ငံရေးသဘောတူညီချက်မှမရှိလို့ဘာဖွဲ့ပြီးအုပ်ချုပ်ပုံအခြေခံဥပဒေမှ မရှိလို့ဆိုပြီးတော့အောင်ဆန်းစုကြည်ကိုအိအခြေချုပ်မှထားပြီးတော့တိုင်းပြည်မှာရှားပါတဲ့လူ တော်လူတတ်တွေပညာရှိတွေပညာရှင်တွေခေါင်းဆောင်ခေါင်းတွေကိုထောင်သွင်းပြီးတော့ဤမျိုးစုံနဲ့နှိမ့်ဆက်ညင်ပန်းတက်ဖြတ်လာခဲ့တာစစ်တပ်နော်ဤမျိုးစုံနဲ့နှိမ့်ဆက်ညင်ပန်းတက်ဖြတ်လာခဲ့တယ်အဲ့တော့အဲ့လိုမျိုးထားပြီးတော့ကိုကအပြင်မှာတရားဝင် အာဏာကြီးတုံးရက်ကိုဟုတ်လားဘူတန်းရှေတို့ဒီစစ်ဘုံရုပ်အဖွဲ့တွေကြိုက်တလို့ချဲလေချိုးကင်ပြီးတော့ တိုင်းပြည်ကိုနှစ်20အုပ်ချုပ်ခဲ့တာအောင်ဆန်းစုကြည်မှာဘာမှလုံပိုင်ခွင့်မရှိလို့ဘာမှလည်းမလုံနိုင်နော်အောင်ဆန်းစုကြည်မှာဘာမှလုံပိုင်ခွင့်ရှိမရှိလို့ဘာမှမလုံနိုင်လို့အဲအဲလုံနိုင်တယ်သူတို့သူတို့အပုတ်ချခဲ့တယ်မတော်သူကဂျွန်ရက်တော်ကြီးဟမ်ဂျွန်ရက်တော်ကြီးရေကူးပြီးခြံထဲဝင်နေတာကိုစောင့်နေတဲ့လုံကြုံရဲ့အထက်ထက်ကိုဖြတ်တော်ပြီးတော့ရေကူးကန်ကိုရေကူးပြီးအထက်ကအိမ်ကိုလာတာအဲ့ဒါဒေါန်ဆန်းစုကြည်ဆက်သွယ်လို့တဲ့ဟာ စဉ်းစားကြည့်သူတို့ကိုယ်တိုင်အကျယ်ကျုံချပြီးတော့တတ်တတ်မှအထက်ထက်နဲ့ဝိုင်းထားတဲ့လူတယောက်ကိုအပြင်းလူကရေကူးပြီးဝင်သွားတော့အဲ့အထဲကလူခေါ်လို့အထဲကလူအပြေးတဲ့စဉ်းစားကြည့်အဲ့ဒါမြန်မာပြည်မှာပြတမိုင်းမဟုတ်တော့မနေ့တနေ့ကမှဖြစ်ခဲ့တာအဲ့ဒါစဉ်းစားစဉ်းစားကြည့်ကြပြီးတော့ဒီဒီပါတီရလဲဘာမှတိတိပပ လုံနိုင်ခဲ့တာမဟုတ်ဘူးနော်တကယ်တကယ်လုံနိုင်တာတကယ်တကယ်လုံသွားတာက စစ်တပ်စစ်တပ်ပဲလုံတာ အဲ့တော့ဒီဒေါ်စစုတီကိုလူပါဝင်အခြားကောင်းဆောင်တွေအခြားအတိုက်ကံတွေအကုန်လုံးထောင်သွင်းချင်းချပြီးတော့ကိုယ့်အနေကိုစိတ်တိုင်းချတွေလှုပ်လာပြီးတော့အေးငါတော့ပိုင်ပြီကွာဆိုပြီးတော့ဟလာအတွင်ကူးပြောင်းရေးကအတွင်ကူးပြောင်းရေးဆိုပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကနေပြီးတော့အန်လေဒီဝင်မပြိုင်တဲ့ရွေးကောက်ပွဲမှာကြမ်းခံရင်အာဏာရလာခဲ့တာမဟုတ်ဘူးလား လေးစားတယ်ဗျာဘူးလက်ပြောနေမယ်ဒါကိုချိုကြီးဆိုလို့ကျွန်တော်လည်းမသိခဲ့ဘူးဒါပေမဲ့ဒါကျွန်တော်ဒီညမှာတောင်းပန်စရာတခုရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဘောမှမှန်တယ်မြောက်ကျွန်တော်ဘဒုဘောမှအထင်ကြီးခဲ့ဘာဖြစ်လို့လဲတိုင်းပြည်ဒလောက်ရစ်ဖြစ်အခုသူပြောတယ်လို့ပေါ့ဒါဒါတခုပဲရှိတယ်သူပြောတာစစ်တပ်ကရုံမှမှုတွေထိုင်ပြောမှဆိုတန်ညောင်းထိုင်ပြောတော့မကုန်ဘူးနော်တန်ညောင်းထိုင်ပြောတော့မကုန်ဘူးတိုင်းပြည်အတွက်ဥဆောင်နိုင်တဲ့ခေါင်းဆောင်တွေအင်အားတွေကိုအကုန်ဖျက်ဆီးပြစ်ပြီးသူတို့ကိုယ်တိုင်ဒီတိုင်းပြည်ကိုစိတ်ကြိုက်လှုပ်ချင်တိုင်းဖျက်ချင်တိုင်းဖျက်ခဲ့တာ ရှင်လုတ်ချင်လဲလုတ်တာမဟုတ်ဘူးတိုင်းပြည်ကိုစိတ်ကြိုက်ဖြစ်ချင်တိုင်းဖြစ်ခဲ့ကြတာအဲ့တော့အဲ့ဒီကောင်တွေကိုအားပေးတယ်အားမြောက်ပြီဆိုတဲ့ကကျွန်တော်ကရှင်းသွားရင်ဘဒုမအထင်ကြီးခဲ့တယ်ဘောမနေဆိုဒါပေမဲ့ဒီတော်လန်ရေနောက်ပိုင်းမှာပေါ့အခု2024လောက်မှာဘောမထဲမှာခုနကပြောမျက်နှာဖုံးကွာကြပြီးတော့တကယ်တမတော်ကိုချစ်တဲ့စိတ်နဲ့ဘောမတဲ့ဘောမတွေနဲ့စစ်ဒီတမတော်ရဲ့ခေါင်းဆောင်ဘဒူပေါ်လာမယ်အဲ့ဒီပေါ်လာတဲ့ခေါင်းဆောင်ဘိုင်းတွေကို လိုက်ဘောမတဲ့အောက်တန်းစားတွေနဲ့နှစ်ချမ်းခွဲသွားတဲ့အချိန်မှာကိုရင်းကကျွန်တော်ပြောလို့ကိုမောင်မောင်တို့အခုကိုချိုကြီးပြောသွားတယ်ဒါမျိုးလူတွေကိုကျွန်တော်လေးစားတယ်เนาะအဲ့တော့အထင်သေးခဲ့တဲ့အရာတွေပေါ့တေးရင်ဝင်ကျွန်တော်တောင်းပန်တယ်ဘာဖြစ်လို့လဲခမားတို့ကျွန်တော်တို့နိုင်ငံမှာကျွန်တော်မြင်ကျင်တာအဲ့ဒါပဲကျွန်တော်ဘယ်မှမဟုတ် NLD တဲ့ကျွန်တော်ဝင်ထားတာမဟုတ်ကျွန်တော်မြင်ကျင်တာဒီ Republican နဲ့ Democrat တွေဟုတ်တယ်မလားအမေရိကန်မှာကြည့်လိုက်အပြိုင်ဆိုင်ပဲကြိုးစားတာအာဒီရွေးကောက်ပွဲမှာတော့တစ်နှစ် Republican နိုင်နောက်နှစ် Democrat နိုင် ။ဘာမှအတိုက်ခံကောင်းနေဖြစ်မှာ။မြန်မာပြည်မှာအတိုက်ခံမှမရှိတာ။အတိုက်ခိုက်ပဲရှိတယ်။ဟမ်ငါတို့အာဏာထိပါအောင်လားဘယ်ဘယ်ဟိုဘက်ဘယ်ကောင်ထွက်လာမထွက်လာကောင်းဒုက္ခပေးဟမ်ဦးဝင်းမြင့်ဆိုတာဦးဝင်းမြင့်တို့လင်မယားဆိုရင်ဆန်ဆက်ပိုင်ရှင်နော်အဲ့ဒီခစ်ကဆန်ဆက်ပိုင်ရှင်ယွာတွေမှာဘလောက်ချမ်းသာတယ်ကြည့်လိုက်အဲ့လိုအစင်ကနေရဒုက္ခဒီစစ်ထောင်လမ်းရေးတွေနဲ့မျိုးစုံဒုက္ခပေးမှုအောက်မှာ နောက်ဆုံးရန်ကုန်မှာအိမ်ငားနေတဲ့ဘောကအဲ့ဒီအိမ်ငားနေတော့ငှားတဲ့အိမ်ပိုင်ရှင်ကိုငှားလို့မရအောင်လိုက်ဒုက္ခပေးထောင်ထဲဖမ်းထည့်ပြီးဥွင့်မြို့ကိုနှစ်ပေါင်းများစွာအကျဉ်းချတာမပြောနိုင်ဘူးနော်ဆိုတော့ဒါကနိုင်ငံရေးမဟုတ်ဘူးလေဒါကရုပ်မှားတာအဲ့ဒါနိုင်ငံရေးမဟုတ်ဘူးသူတို့ရုပ်မှားခြင်းတိုင်းရုပ်မှားပြီးတော့ခေါင်းစဉ်အမျိုးမျိုးတက်လိုက်တယ်ပြီးရင်နိုင်ငံရေးဆိုတော့ခေါင်းစဉ်ကိုနောက်ပိတ်ဆုံးမှာကမိထိုးလိုက်တယ်အဲ့ဒါစစ်ဘိုလ်ရုပ်တည်းရဲ့ခက်ဆက်ဆက်လှုပ်လာခဲ့တာအဲ့တော့ဒီအင်အားစုတွေကိုသူတို့စစ်ဘိုလ်တွေကိုလည်းမလုံနဲ့မပြောဘူးကျွန်တော်တို့ပြောတာ စစ်ဘိုးတွေလာပါအခုမင်းအောင်လိုက်အငိမ့်သားယူလိုက်စစ်တပ်သူ့တက်ရွယ်နဲ့ဥပဒေကြော်လုံပြီးသူကာဝေးဥစည်းရုံကြားတို့ယူထားတာအနောက်မှာတက်မဲ့လူငယ်နော်စစ်ခေါင်းဆောင်ငယ်တွေကဘလို့တက်မလဲဆိုတော့အဲ့ဒါလိုဟာမျိုးဥပဒေကြော်ပြီးမလုပ်နဲ့ပေးလိုက်အောက်ကစစ်ဘိုးချုပ်တွေလာတူလာခဲ့နိုင်ငံရဲ့အဝင်းဝိုင်းနဲ့ဝင်လာခဲ့နော်ပိတ်ခါရှိရှိအတိုက်ခံခေါင်းပြရှင်ပြိုင်လိုက်ဒါဆိုလို့ရှိရင်ပြည်သူကလည်းနှစ်ဖက်ကိုမျက်မျက်တတ်တာရှင်မြရွေးချယ်နိုင်တယ် တိုင်းပြည်အတွက်ကလည်းခွနင်းကပြောဒီဘက်အင်အားစုဒီဘက်အင်အားစုနှစ်ခုကခွနင်းကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှင်ပြန်ရတာဖြစ်တဲ့အတွက်အတိုက်ခံလောက်ကတာဖြစ်တဲ့အတွက်မှားမရဲတော့မှားမရဲတော့ဘာဖြစ်လာလဲနိုင်ငံဟာပိုအကျိုးရှိလာမယ်မတိုးတက်ဘူးလားမင်းတို့နိုင်ငံမတိုးတက်ပါနဲ့လို့လိုက်ပိတ်ထားတော့ပိတ်လို့မရဘူးစိတ်ချအဲ့လိုလားလုပ်နိုင်အခုဟာကအဲ့လိုမဟုတ်ဘူးခေတ်ဆက်ဆက်နဲ့ရုပ်မှာခဲ့တဲ့ဒီနေ့ဒီနေ့ရုပ်မှာပြီးတော့တစ်ဖက်အင်အားစုမှန်မြတ်အခုဆိုကြည့် သူတို့ရွေးကောက်ပွဲဆက်ကိုစစ်တပ်ကထုတ်တယ်အခုရွေးကောက်ပွဲမှာမဲပေးမဲ့ဆက်တွေကိုစစ်တပ်ကထုတ်နေတယ်အဲ့ဒီဆက်ကအားနည်းချက်ကိုနော်ဒီဆက်ကမဲလိန်လို့ရတယ်မဲခိုးလို့ရတယ်ဒီဆက်ကအားနည်းချက်ဘယ်ဟာရှိတယ်ပေါ့အဲ့ဒါဘယ်ဟာတက်လို့ရတယ်စသဖြင့်ထောက်ပြတဲ့သူကိုချက်ချင်းဖမ်းပြီးထောင်ချမှာတယ်အတိတ်ပဲရှိတာအဲ့ဒါလေဒလိုကောင်မျိုးတွေကိုထောက်ခံနေတဲ့ဒူတွေကိုလည်းကျွန်တော်တို့မစဉ်းစားတတ်တော့နော်ဘလို့အတိတ်တရားမျိုးဘလို့အုံတော်မျိုးနဲ့ကိုတက်ကပြောပြဟိုချင်းနေခုံစင်းပြီးတော့အာငါတို့တက်ဖွဲ့တယ်ဆိုလဲလုံမယ်ဆိုလဲတဘောပဲ ်ဒါကတော့ကြိုက်တယ်လို့လုပ်ကြဒါရှင်းရှင်းပြောရင်ဟိုကျွန်တော်တို့ကတော့မြင်တဲ့အမြင်ကိုပြောတာအဲ့တော့ကျွန်တော်ပြောချင်တာကဒါမျိုးဘောမပါထောက်ခံပေးလိုက်မယ်နော်အော်ဂွနစ်ကပြောမေးဝါလို့ပါနော်ဒီအကိုချိုကြီးရဲ့ဗီဒီယိုဖိုင်ကကျွန်တော်သူများတင်ထားတဲ့ဒီဗီဒီယိုဖိုင်လိုက်တွေ့လို့ယူတင်တာဒီဟာဘယ်နည်းဘယ်ချိန်မှာပြောထားတယ်ဘယ်မှာပြောထားတယ်ဆိုတော့ဒါကျွန်တော်စီစစ်လို့မရဘူးဘာလို့ဆိုတော့ကျွန်တော်အကောင့်ထဲမှာအဲ့ဒီကိုမောင်မောင်တို့ကိုချိုကြီးတို့ အဲ့လိုမျိုးပေါ့နော်ဒီဘက်ကမှန်တာတွေကိုပြောတဲ့ဘောမတွေဗီဒီယိုဖိုင်တွေကိုလိုက်လွှင့်တာပဲဖြစ်တခုဖြစ်ယူယူပြီးတင်တဲ့အကောင့်တစ်ခုရှိတယ်အဲ့ဒီကောက်ကပေါ်ပေါ်လာတယ်ကျွန်တော်အဲ့ကောက်ကိုစေ့ထားပြီးအဲ့ကောက်ကတင်တဲ့ဟာကြီးကျွန်တော်ကြိုက်ရီရှင်သွားယူပြီးလှုပ်တာဖြစ်တဲ့အတွက်သူတို့တင်ထားသလောက်ပဲကျွန်တော်ယူပြီးရီရှင်လှုပ်တာနော်ဟိုလွယ်ဝမှားဝဖြစ်မှာဆိုလို့ကျွန်တော်လူတစ်ယောက်ဖြတ်ပြီးတော့ပြောတယ်လို့ဖြစ်မှာဆိုလို့တခါတည်းရှင်းပြထားတာပါ